ကဲစနေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်မြဝေးကွာကြပါစီကြောင်းနဲ့ယခုဖြစ်ပေါ်နေသောကပ်ဘေးကတ်ဆူကနေစနေဒီအားလုံးကျင်းရပါစီကြောင်းဆရာငင်းတွေကဆရာရဲ့မိတ်ဆွေမိပါတွေအားလုံးကထတ်တူပို့လိုက်ပါတယ်အတန်နောက်ကြနေရတယ်ဟုတ်လားစနေသားသမီးမိတ်ဆွေတွေအတွက်2025ခုနှစ် ဧပြီလအတွက်ဟောရမယ်ဆိုရင်တော့ဖြင့်စနေတွေဟာကံကိုနှစ်ပိုင်းခွဲပြောပါကြပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်နှစ်စန်းတရက်နေရောက်ပြီဆိုရင် စနေတွေဟာအထွန်းအိမ်ကိုလာတီမဲ့ဗမာတက်ခရစ်တခုရဲ့အပြောင်းလဲရှင်းချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေတွေဟာအကြံပေးဆရာကဥစွာပြောပြပေးပါမယ်။စနေတွေဟာအဲ အပိုင်ကဏ္ဍအရပြောရမယ်ဆိုရင်စနေမိတ်ဆွေများအနေနဲ့ဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာကြီးဟာနှစ်ရဲ့အလရဲ့အစာမှာတော့နေငယ်ညံတာမျိုးလေးတွေစနေတွေဟာဘာဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင်တော့အဲ April လာအနှစ်စံတရနေ့ကြော်မရောက်မီကာလာတော့ဒီမှာနည်းနည်းလေးကံကိုအညံ့ပတ်လို့ထားလိုက်။ဟောကြော်သွားရင်အကောင့်ပတ်လို့ထားလိုက်။အဲ့တော့စနေသားသမီးတွေဟာတဝက်ညံ့ပြီးတဝက် ကောင်းသွားမယ်ကာလတနည်းအားဖြင့်ပြောရရင်ယင်းနှစ်သူဟာချက်ချင်းမတက်အသက်ရှူလို့ရလာမယ်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေလီဟာဒီလဟာကံရဲ့အချင်းကျအပြောင်းလဲဖြစ်မှုဟာမြန်ဆန်လွန်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျာတို့တူကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆရာကောင်းသမားကောင်းတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်တော့ကာလဖြစ်တယ်ခီးကွားကိစ္စတွေခီးထွက်လို့တဲ့မိတ်ဆွေများလည်းရှေ့လို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းတော့ကာလဖြစ်တယ်ဒါအပြင်စနေတားသမီးမိတ်ဆွေတွေနေနဲ့အထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့အနှဲငယ်လေးခက်ခဲရတတ်တယ်ခက်ခဲနိုင်တယ်သို့တော့ ပြကြပါတယ်ဆရာတို့ဟိုဒီတကူးကြော်ရင်အထုပြော်ရမယ်ဒီမှာစနေရလည်းအပါပေါ့သို့တော့ဟိုအယူမြော်တယ်လို့မမြော်ရလေအောင်ဆိုတော့စနေသားမိမိတ်ဆွေတွေနေဒီလာတာတော့ဒီမှာဆိုစကားပြောစုံနဲ့ပတ်သက်ရင်တန်းတဲ့တတိထားစင်ကြီးလိုအပ်ပါတယ်မလိုအပ်ဖဲနဲ့မိမိဖြစ်လို့တဲ့ကိစ္စရီမန်းကြမျော်လင့်ကြဖြစ်ပေါ်နေသောကိစ္စတွေကိုတတိထားစင်ကြီးပေးရန်လိုအပ်ပါတယ်ခင်ဗျဒါအပြင်စနေသားမိမိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာရင်အဲ စကားပြောမတတ်တာလေးတွေကြောင့်စေတနာဝေဒနာလေးတွေဖြစ်ရတတ်တယ်လို့စနေသားသမီးမိတ်ဆွေတွေအနေနဲ့တပည့်လက်သားလက်အောင်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတိုင်ပင်တဲ့အခါမှာကိုကဒေါသနဲ့ပြောမိတာမျိုးဒေါသလေးနဲ့ဆနာလို့ပေါ့ဆုံးဖြတ်မိတာမျိုးကိုကတော့ရိုးရိုးပြောပေမဲ့တစ်ဖက်လူပေါ်မှာနားထဲမှာကန့်လန့်ဝင်သွားတာမျိုးလေးတွေကြောင့်တော့ပြဿနာကတော့ကစားလေးတွေပေါ်လာရတတ်ပါတယ်အထူးသဖြင့်ယာရုလုပ်ငန်းကိုင်ငံယာရုတိုးဖို့တတ်ဖို့ထပ်စားလို့ရှိရင်အချင်းချက်ကဒီလိုဖြစ်နေရဗျအဲ ดีนี่ว่าไปมาล้านนี้ล้าว่าไปมามาดูไหนมึงลลา စမွတ်နှစ်ကုန်ပြီလို့တကူးကြော်ရင်လဲတိုးပြီဖြစ်တော့ဆိုတော့ကံကဘယ်လိုဟောရမလဲဘယ်နှစ်ပိုင်းနှစ်ဆဖြစ်နေတဲ့အတွက်စနေဒီဟာဘာဖြစ်ဖြစ်ဆရာရှုံပြောလိုက်ပါမယ်1989နှစ်စန်းတရက်နေ့ရောက်မှသာမိတ်ဆွေတို့ရဲ့အကြီးတီးတော့ကိစ္စတွေကိုလှုပ်ဆောင်စတင်တာမျိုးတွေရာပို့ပြီးကံရဲ့အာသာမှုတွေတိုးတက်မှုတွေရရှိနိုင်တော့လာဖြစ်ပါတယ် OA ချန်ပီယံမီယာလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လဲမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုရင်တော့တတိယဆင်ရင်လှုပ်ဆောင်ပြီးကိုလိုအပ်ပါတယ်မီယာလုပ်ငန်း OA ချန်ပီကိုအမိခံပြီးစောက်တာမျိုးတွေတတိယဆင်ရင်မှာအမှုကိစ္စရုံးကလနာကိစ္စလေးတွေမှာအမွေက ိစ္စလေးတွေမှာအရှုံအောင်ကိစ္စအရှုံရှင်းကိစ္စလေးတွေကိုလည်းဆွမ်းနာလို့ပေါ့ဒီအဲနှစ်1389ရောက်မှသာစတင်ပြီးတော့အကောင့်တွေပေါ်ရအသာပြီးကောင်းမွန်တော့လာဖြစ်ပါတယ်လူငယ်တွေရှိရင်မှဆိုရင်တော့တမိစားရေးမှဆိုရင်တော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ပြန်လဲစုံစည်းရတတ်တယ်ချစ်သူမရှိသူတွေရည်စားမရှိသူတွေအဲချစ်သူလဲရအိမ်အောင်လဲကြဖြစ်တတ်တယ်တို့ရတွင်အိမ်အောင်ကြရတဲ့တမိစားရေးမှတိုင်းမင်းမင်းမှာတုံးနေတူတယောက်တစ်ယောက်ပြဿနာတိုက်ခိုက်ကြီးတွေပေါ်လာရတာမျိုးတွေ အဲ့အိမ်အောင်ကြရတဲ့အတွက်အိမ်အောင်ပြုရတဲ့အတွက်စိစက်ရတဲ့အတွက်အစွမ်းလာလို့အဆရှိတဲ့အကိစ္စလေးတွေပြောဆိုရတဲ့အတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးအကြံ့အကြာအထင်ပေါ်လေးတွေကြုံရတာမျိုးလေးကြုံရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ဒီလတာတော့ဒီမှာဆိုလို့ရှိရင်အိမ်အောင်ပြုရတဲ့ကိစ္စတိုင်းမြန်ကိစ္စလေးတွေမှာတော့တတိသားစင်ကျင်ရန်လိုအပ်တော့လာဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဆွမ်းလာလို့ပေါ့ဘာကိုလှုပ်လို့ဆွမ်းလာလို့ပေါ့ဂျိုတင်တိုင်းမြန်ထားတာမျိုးမလုပ်ဘဲနဲ့အဲပြောဆိုမှာ ပို့ပြီးတော့တတိထားဆွနာလို့ပေါ့အဲကျူတင်ပြင်ဆင်ပြောဆိုတဲ့လုပ်ငန်းလေးဒီမှာဆိုရင်တော့ကျူတင်မပြင်ဆင်တဲ့အဲအိမ်အောင်ရေးကိစ္စအရှိရေးကိစ္စဒီလိုကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့ကျူတင်ပြင်ဆင်ထားမှုဟာအကံကိုညံ့ပြီးတော့ဟိုဟာဖြစ်တတ်တယ်မထင်မှဘဲနဲ့မှစိတ်ထဲမှာထင်ရကိစ္စလေးတွေကိုလှုပ်ဆောင်မတာအာတာမယ်ကောင်းမှုမယ်တူတက်မယ်ကာလာဖြစ်တယ်အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဆွနာလို့ပေါ့ဟို အတိုက်ခိုက်အပြိုင်ဆိုင်လေးတွေပေါ်လာတတ်တယ်လုပ်ငန်းသူကလုပ်သူတွေနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်စကားများရတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်လေးတွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်လေးတွေပြူစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီ OA ချမ်ပြီးစောက်တာမျိုးတွေအားနေပါတယ်ရောင်းနာဝယ်တာစောက်တာမျိုးတွေနဲ့ပတ်တိုင်းသတိထားစင်ကြင်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီဂျမ်းမိုင်းနဲ့ပတ်သက်လာရင်တော့အသက်ရှူကြတာမျိုးနှလုံးနဲ့ပတ်သက်ပြီးမဝတာမျိုးတွေကြုံရတတ်သောကာလဖြစ်တယ် ဒီလာတာတော့ဒီမှာဆိုရင်စနေသားမိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးညံ့ပါတယ်တဦးနဲ့တူတယောက်နဲ့တယောက်နည်းနည်းရှင်းဆိုင်ကိုပြဿနာထပ်တတ်တာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲဆနာလို့ပေါ့ စကားမြတ်ပဋိပက္ခဖြစ်ရတာမျိုးလေးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ခါအဲစနေဒီဟာကိုကဖြစ်စင်တာဒါဖြစ်နေတာဒါဆိုတာမျိုးလေးတွေနည်းနည်းလေးဟိုကြုံရတတ်တယ်လက်ရှိမှာစနေဒီဟာနှစ်အကုန်ပိုင်းလည်းဖြစ်တဲ့အတွက်ခမဲလို့တတ်တယ်ခမဲလို့ရဆိုတာစိတ်တွေမကြည်မလင်ဖြစ်ရတာမျိုးအလိုလိုနေတောသားတွေထွက်ရတာမျိုးစိတ်တွေကစင်ကလေးဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တော့ဗဇက်ကနေဖရာတရားမြမြပို့လုတ်ပေးဖို့လိုအပ်ကြောင်းနဲ့အာနမိတ်ဆောင်သောစကားတွေကိုမပြောဆိုဖို့လိုအပ်ကြောင်းထားလောင်းပြောကြားလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးကိစ္စတွေရှိလို့ဆောင်ရွက်ပြောဆိုပါကောင်းပါတယ်ခီးသွားကိစ္စလေး ေးတွေကောင်းပါတယ်ထို့အပြင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှိလို့ဆိုပြီးလှုပ်ဆောင်မှာခရီးသွားကိစ္စတွေအသွေးသားဆိုင်ရာကိစ္စတွေအလှပကြီးရာကိစ္စတွေဒီမှာအဆရာနီနီလောက်တော့ရှင်းပါဘောနော်ပြင်လို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီးပမှုပြည်ရင်ပြည်ရစံကြံတရုပ်ဆောင်အစုအကအရေးတီးသူခုမှဆိုင်ရာလုပ်ငန်းတွေရှိလို့ဆိုပြီးလှုပ်ဆောင်လို့ကောင်းတယ်အများကိုဥဆောင်သောလုပ်ငန်းတွေအကျိုးပေးတဲ့ distribution နဲ့ marketing နဲ့ဟုတ်လားနီအန်ဝမ်နဲ့ sale လို့ဟာဆရာဟုတ်လား အကုန်ဖုတ်တုတ်လိုက်လို့ရတယ်ဆရာလည်းအဲ့လိုကြွမှာတယ်နော် ACCI တို့အဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့အစွမ်းလာလို့ပေါ့အဖွဲ့အစည်းအသင်းအဖွဲ့တင်းမောနဲ့လုပ်တဲ့လုပ်ငန်းလေးတွေမှာအကျိုးပေးအောင်မြင်ပြီးတော့တိုးတက်နိုင်သောကာလအများရဲ့လုပ်ငန်းကိုဥစားနိုင်သောကာလဥစားရန်အတွက်အကျိုးပြုသောကာလဖြစ်တယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ယင်ဝင်တတ်တယ်ငွေဝင်တတ်တယ်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုလူလည်းဝင်တတ်ပါတယ်ခင်ဗျဟောကိုဝင်ဆောင်ထားတယ်ရတယ်ခင်ဗျ လူလဲဝင်တတ်ပါတယ်တကယ်လို့မှမိတ်ဆွေအနေနဲ့အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့စနေသားသမီးမိတ်ဆွေတွေကဒီလတာအတော်တွေမှာဆိုရင်တော့ဒီလတာအတော်တွေမှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ်အဲရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေမှာလည်းအကျိုးပေးတယ်အားသာစီတယ်ရှင်မျိုးသားချင်းမိတ်ဆွေတွေရဲ့အကူအညီထောက်ကူပြီးအကြံဉာဏ်တွေကိုများစွာရရှိတတ်သောကာလဖြစ်တယ် ထို့တူအဲစီဝါလုပ်ငန်းတွေစက်တူလုပ်ငန်းတွေအမိနာမခံလို့ရတဲ့အလုပ်လေးဒီမှာဆိုလို့ရှိရင်တော့တကူးကြော်မှာစတင်မှုနဲ့အရာရာကိုခြုံငုံပြောရရင်တော့တကူးကြော်မှာပဲစတင်ပြီးတော့လုပ်ရင်ပုံမှုပြီးတော့တိုးတက်နိုင်ကြောင်းနဲ့ဖြစ်နိုင်ရင်တီးခံထားကြောင်းလူအကြောင်းဆရာကထက်တော့ အကြံပေးပြောကြားလိုက်ပြစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတို့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းအဲငွေဝင်တတ်တယ်အဲငွေကြီးလုံးကနေရင်းကနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေကိုတောင်းတာမျိုးလေးဒီမှာဥဆောင်ပြီးတော့ရဲဝင်းတောင်းဆိုပါကောက်ပါတယ်ဝေးကွာနေတော့တမီးစားတွေအရှိရေးမှာပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးပျောက်တော့သူချာနေတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေအဲစနေသားသမီးမိတ်ဆွေတွေကဒီလာတာတို့ဒီမှာဆိုရင်တော့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလုပ်တဲ့အခါမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်တာအားတာပါတယ်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တော့တတိယပါသူများကြွေးတာတွေမစားပါနဲ့စုံတိုက်တာမျိုးနတ်တိုက်တာမျိုးဓာတ်တွေမျိုးအတိုက်ခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့နေဒီလာတာတော့ဒီမှာတတိယစီနေရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာ ဒါပြင်စနေသားသမီးမိတ်ဆွေတွေကဒီတလတာတော်တွေမှာဆိုရင်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါတနင်္လာသားသမီးကြာစာပရိသသမီးတွေနဲ့တွဲဖက်လို့ရင်ကံရဲ့တူတက်မှုကိုရရှိနိုင်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်တို့အသားရောင်တို့ဝတ်သွားရင်မိုးပြရောင်တို့ဝတ်သွားရင်ကံကိုတူတက်ကောင်းမှုပြီးတော့အစင်ပြေးနိုင်ပါတယ်ခင်ဗျာ။ဒါအပြင်အရေးကြီးသောကိစ္စတွေကိုလုပ်တဲ့အခါမှာအရှိစုစုရဟာကံကောင်းစီပြီးတော့အဲ စနာတော့မြောက်အရက်ဟာစန်းတီယာအရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အဲမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအိုးအိမ်ရှာမီမိယာထိုင်ရဲ့အတွင်းရေးကိစ္စလေးဒီမှာဆိုရင်တော့အဲဖြစ်နိုင်လို့ရှိရင်တဦးနဲ့ဒုတိယနဲ့တရာဒေါသဒေါသကိုရှည်တန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေကကံရဲ့အာနေမှုကိုရရှိတတ်တယ်လို့ဒီလာတာတော့ဒီမှာစနေတရာသဘင်ညက်တာမျိုး ကျမ်းမာရေးမကောင်းသူညာရေးညံ့တွေခေါ်တာမျိုးတွေမကောင်းပါဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောကြလိုက်ပြစီခင်ဗျာတို့အပြင်မိษွေတို့အနေနဲ့အကျိုးပြုစေသောကဏ္ဍအခရာတွေနဲ့နှစ်ကဏ္ဍခုနှစ်ကဏ္ဍတစ်ကဏ္ဍဟာအကျိုးပေးပါတယ်ဒီလတ်တာတို့ဒီမှာဆိုစနေသားသမီးတွေအနေနဲ့အဲ အရာရာကိုလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကန်ဟိုဆနလိုပါမိတ်ဆွေတို့ရဲ့ကန်စတာကောင်းမွန်စေဖို့အတွက်ဆိုလို့ရှိရင်အဆက်ဆက်ရအစီအစဉ်အရေးကြီးသောကိစ္စတွေမဖြစ်မနေလှုပ်ဆောင်ရတဲ့ကိစ္စတွေပြုမှုဆောင်ရတဲ့အခါမိမိအနေနဲ့လက်ခုပ်လက်ဝါး၅ချက်တိတိတီးပြီးတော့လူရာကိုပြုမှုဆောင်ရရင်အောင်မြင်ချက်တုတ်တက်ခြင်းတွေရရှိတတ်ပါတယ်ခင်ဗျာဒါအပြင်မိမိတို့အထင်နဲ့အမြင်နဲ့ကိုလော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 ဆုံးဖြတ်တာမျိုးတွေအလင်းစလို့ဆုံးဖြတ်တာမျိုးတွေမကောင်းဘူးစနေတရာလှုပ်ရှင်လာရင်ဖြစ်ရှင်လာရင်တစထိုးလှုပ်တတ်တဲ့အကျင့်ဖင်ပိတ်ညင်တတ်တဲ့အကျင့် ဖြစ်တဲ့အတွက်ကြီးတဲ့အတွက်စနေသားသမီးမိတ်ဆွေတွေကလက်စထိုးလောက်တာမြန်မာနေဆိုတင်ပြီးတော့ဟိုလော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 ဆုံးဖြတ်တာမျိုးဆုံးဖြတ်ချက်တွေခက်မြန်မြန်ရှာတာမျိုးတွေကသတိကြားစင်ကြီးကလူအကြောင်းနဲ့ဒါလေးတွေကိုထပ်လောင်းစင်ကြီးသတိပြုရန်လူအကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြရစီအဆက်ဆက်ရရအစဉ်ပြေအောင်မြတိုးတက်စီရန်အတွက်စနေတိုင်းမိတ်ဆွေတွေကဒီလတာတော့တွင်မှာအဆက်ဆက်ရရအစီအပြီးအောင်မြင်တိုးတက်ဇေယံအတွက်ဆိုလို့ရှိရင်တော့ အဆက်ဆက်ရအဆင်ပြေအောင်မြင်တိုးတက်စီရန်တို့မိတ်ဆွေတို့ရဲ့လူရအမှုပြုမှုဆောင်ရွက်တိုင်းမှာမိတ်ဆွေတို့ရဲ့ကန်စတာတိုးတက်ပြီးတော့ကောင်းမွန်စီရန်အတွက်ဆိုလို့ရှိရင်မိ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 အိမ်ကနေမထွက်မီလက်ခုပ်လက်ဝါးငါးချက်တတီတီးသွားပါအောင်မြင်ရေးတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာတတိထားဆင်ကျင်ရမယ့်နေသားကတော့စနေစနေချင်းတွဲလောက်တာမျိုးလေးတွေကကံရဲ့အညံကိုပေါ်ပြတတ်တဲ့အတွက်တတိထားဆင်ကျင်မှာထို့အပြင်အနက်ရောင်တွေအနီရောင်တွေကိုအတက်နိုင်ဆုံးဆင်ကျင်ပေးဖို့အရောင်ရင်းရင်ကလေးတွေကိုဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ဆောင်ပေးတာမျိုးလေးတွေကံညှန်းစီပါတယ်ဓာတ်ပုံနဲ့ပတ်သက်တာလိုမျိုးလေးတွေ တပူးတို့ဖနက်တို့ဝဲတာမျိုးလေးတွေကကံကိုညှန်းစီတဲ့အပြင်ကိုယ်ကောင်ကိုသူများမကိုင်းစီနဲ့ကံရဲ့ထင်ကုန်မှုကြံ့ကြမှုဟန်တာမှုလေးတွေကိုရရှိတတ်ကြောင်းထထောင်ပြောကြားလိုက်ပြစီဘာသာရေးကိစ္စအလူတန်းကိစ္စလေးတွေမှာဖြစ်နိုင်မဝေဖန်မှုလိုအကြောင်းဆရာကထထောင်ပြောကြားလိုက်ပြစီခင်ဗျာနောက်ထပ်အပြင်မိမိတို့အနေနဲ့ဘာသာတရားပုံမှုလုပ်ပြီးပါအဋ္ဌံဝင်ခြင်းတပတ်ဆိုရင်တော့မဟာသမယအတုကိုအဋ္ဌံဝင်ပါခင်ဗျာအဋ္ဌံ ငါးရက်ပဲဝင်မှာအများကြီးမဝင်မှာ ਨੇ ကန်စတာတွေညံ့နေတာတွေတိုးတက်လာပါလိမ့်မယ်ခင်ဗျမိတ်ဆွေတွေရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတွေရဲ့ကုန်ပစ္စည်းတွေကို အဲဆနာလို့ပေါ့မိဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီပြီးတော့မိဆွေတို့ရဲ့ကုန်ပစ္စည်းကုန်ပစ္စည်းရောင်းတဲ့အခါမှာအယောင်းတွက်စီကိုဆိုရင်မေးမျိုးပန်း9ပန်း9ပွင့်ကိုကင်ပြီးတော့တော့ဟိုဆနာလို့ကရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါကမိဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်တွက်ပြီးတော့ကန်စတာကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာအနုပညာဆိုင်ရာလုပ်ငန်းလေးတွေထင်ပေါ်ကျော်ဆုံးမှုဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်မှလို့ပြောရင်းနဲ့ကဲစနေနေ့ရရှုံုံပြီးတော့သုံးသပ်အကြံပေးဟောရရင်တော့1389ရောင်မှာ ဇဘူဒီပါလက်ရတောင်ကျွန်းနဲ့ဩဘာနမိတ်ထွန်ပါလိမ့်မယ်ဗျ။ဒါကြောင့်ကောင်းသောစကားကောင်းသောစကားတွေကိုစုပြီးတော့စနေတွေဟာကောင်းတဲ့ကန်စာတာလေးကိုစောင့်ပါဆိုတဲ့အကြောင်းပြောရင်းနဲ့1989အတွက်ဇယံငယ်ရဲ့တစ်နှစ်တာလေးကိုလည်းစောင့်ကြည့်ပေးပါဦး။ဇယံကပြောရင်းနဲ့စနေတွေအားလုံးဘေးဘီယာတွေမွေးပါကြပါစေ။ဇယံကထားငွေကန်နဲ့ပတ်သက်ဟုတ်ကဲ့နော်အဆက်ဆက်အရာစင်ပြပါစေ။ဇယံအတန်ပျောက်ပျောက်သွားတယ်တဲ့။ ဟုတ်ပါတယ်ခင်ဗျာဆရာအတန်းတက်ရောက်သွားတယ်ဆရာနည်းနည်းလှုပ်နေလာလားစိတ်တထင်တယ်လို့မေးကြည့်ဆရာအတန်းလည်းဝင်ဆိုကဲဆက်ဆက်ရာဆင်ပြပါစေဒီခဏိကစားပြီးတော့ဇနီးသားသမီးတွေအားလုံးကပြေးပြရလေးဝေးကွာကြပါစေအကြောင်းဆရာကထလောင်းပြောကြားလိုက်ပါတယ်ခင်ဗျာဆရာဒီနေ့မှာတော့အများစွာလိုအပ်ချက်တင်နေဟောခဲ့တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ပုံမှန်အားဖြင့်ဆရာလေးလာပိုင်းတော့ဆိုဟောဟောပေးလိမ့်မရှိဘူးသို့တော့ဆရာ1389အတွက်ကို ပြစ်စင်နေပြီပေါ့ဗီဒီယိုတွေတိုးတော့ဆရာအနေနဲ့ဆရာမိတ်ဆွေတွေကိုလေးလာပိုင်းတွေ့လဲဟောဖို့ကဆရာပုံမှန်ဆိုရင် like လွှင့်နေပြီမဲ့ဆရာမှာစိတ်မရှမ်းတာပါဘူးခင်ဗျအမှန်ပြောရရင်ကျွန်တော်ကိုယ်တိုင်ရင်ဘတ်ကြီးနဲ့နှလုံးသားကြီးနဲ့အသေးကြီးနဲ့ခံစားပြီးတော့ဟိုအဆင်မပြေနေလို့ပါခင်ဗျအဲပြီးတော့လဲဆရာမိတ်ဆွေတွေဆရာတို့ဘေးအမျိုးမျိုးကအမျိုးမျိုးတွေနဲ့ဂျုံနေရတဲ့အတွက်ဘာသာတရားပို့လို့ပြီးပါခင်မွန်ကြီးဆယ်ပါဘုံမစော်ကားပါနဲ့ ကိုယ့်ရဲ့မိဘတွေရှိနေတဲ့ကာလအတွင်းမှာတံမိုးထားပါလူဘဝတတန်းတူတူလေးမှာကိုယ်ရှိတဲ့ခင်နဲ့မြန်လို့တဲ့သူတွေနဲ့နေပါငွေအစင်မပြေခြင်းဟာအဓိကမဟုတ်ပါဘူးအကုသိုလ်တွေသူများပေါ်ယုံညံ့တာတွေလှုပ်ဖို့အတွက်တွေကိုသူများကိုဝေဖန်ပြစ်တင်ရမှာမျိုးတွေကိုချက်ဖို့လိုအပ်ကြောင်းနဲ့အဲဆနာတော့ကတ်ဆိုးဘေးဆိုးကြီးကနေกินဝေးကြပါစေလို့ဆရာကအကြံပေးလိုပါတယ်ခင်ဗျဒါအပြင် မိတ်ဆွေတို့အားလုံး900တား900တားသမီးတွေအားလုံးအဲဇန်နေ့စဉ်မေတ္တာပို့နေပါတယ်တတိယတိုင်းလည်းမေတ္တာပို့နေပါတယ်ဇန်ငယ်မိတ်ဆွေ900တား900တားသမီးတွေနဲ့တကွာယက်ခုမြန်မာပြည်တွင်းမှာရင်ဆိုင်ကြတဲ့ငလင်ဘေးစုကတ်စုဟာဆရာတို့မေတ္တာကြောင့်ကင်းစင်လွတ်ပြောက်ပြီးအားလုံးဘေးရန်ကင်းကြပါစေမိတ်ဆွေကိုစီကိုစီအားလုံးအဆင်ပြေကြပါစေခင်ဗျာ